ဒီနေ့ပြောပြပေးမယ့်ပုံမြင်လေးရဲ့နာမည်ကကျွန်းသာရသူရွံ့လွင်ခြင်းနဲ့ကဘာအနှံ့မှအချစ်ချင်းမေတ္တာပုံမြင်များဆိုတဲ့စာအုပ်ထဲကရေးတဲ့ကတက်လာတဲ့ကောင်းကလေးဆိုတဲ့ပစိဖိတ်ကျွန်းစုများပုံမြင်တစ်ပုဒ်ပြောပြပေးမှာဖြစ်ပါတယ်။ဟိုးရှိရှိတုန်းကပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းဘာနူအာဒူကျွန်းမှာပင်လယ်ထဲဒိုင်မန်ထိုးဆင်းပြီးကစားရတာတိတ်ကြိုက်တဲ့အတိုနီနဲ့ခြေကောက်ဆိုပြီးညီကူနှစ်ယောက်ရှိကြတယ် နေလုံးကြီးပင်လယ်ထဲကိုထိုးဆင်းဝင်ရောက်သွားတဲ့အချိန်ထိသူတို့ဟာကမ်းခြေမှာကစားကြတာပေါ့တရက်တော့သူတို့ညီကိုနှစ်ဦးရေအောက်မှာကစားပျော်ပါနေကြတော့ကောင်းလေးတစ်ယောက်ပါသူတို့နဲ့လာကစားတယ်ဘဲကရောက်လာတဲ့ကောင်းကလေးလည်းမသိဘူးကောင်းကလေးဟာရေကူးတိတ်ကျွမ်းတာပဲအသက်ရှူဘလို့အောင်ထားပြီးတော့ရေအောက်ကျမ်းပြင်အထိခရုခွန်နေတွားလို့ရတယ်ဆိုတော့ကိုညီအကိုနှစ်ဦးကိုအသင်ပေးတယ် အတူအနေနဲ့ချီကာဝူတို့ဟာနင့်နေကင်းနေဆောင်တဲ့အချိန်ကစားပြီးတော့အိမ်ပြန်ခဲ့ကြတယ်။ရန်ကန်ကြီးကြတော့ဟိုကောင်းလည်းမရှိတော့ဘူး။နောက်တစ်နေ့မှာအတူအနေနဲ့ချီကာဝူတို့ဟာဘင်လယ်နဲ့သွားကစားကြပြန်တယ်။ခဏနေတော့ဟိုကောင်းကလေးရောက်လာပြန်ရော။သူတို့အတူတူကစားကြတယ်။ဒီတခါတော့ကောင်းကလေးကသူတို့ကိုပင်လယ်မြက်တွေထဲမှာဘလို့အတူတူဘုံတန်းကစားရတယ်ဆိုတာသိပြီးတယ်။ ။ပြန်ရနေကြတော့အိမ်မှာစားတောက်ဖွဲရပြီးလိုက်စားပါလို့ဖိတ်မိဟာကိုကောင်းလေးကကြောက်သွားသေးတယ်။ဒီလိုပဲနေတိုင်းဖြစ်နေတာပဲ။အတူတူပျော်ရွှင်စွာရေကစားလိုက်။ပြန်ရနေရင်ကြောက်သွားလိုက်ရင်တရက်အတူနီကအချီကားကိုပြောတယ်။မတော်ရဲ့တငယ်ချင်းအစ်တကုန်းမွက်ကိုလိုက်လာပြီးဒုနယ်ကစားရင်တိတ်ကောင်းပါပဲ။သူ့ကိုရေထဲကထွက်လာအောင်စီယုံကြရအောင်။ဘာလေးပြလိုက်ရင်သူတက်လာမလဲမသိဘူး။အဖေနဲ့မိကိုမေးကြည့်အောင်ကွာ။ ူတို့ဆိုရင်တိလောက်တယ်လို့တူနီကပြန်ပြောတယ်။အင်းရောက်တဲ့အခါမိဘတွေကိုသူတို့ရဲ့တင်ငယ်ချင်းကြောင့်ညီအစ်ကိုတွေကပြောပြကြတယ်။ဒါတော့ရေကူတိုင်းသူပေါ်ပေါ်လာတယ်။အင်းမြင်တော့မယ်ဆိုရင်သူပြတ်ပြတ်သွားလို့တအားလို့မယ်နှစ်ယောက်တည်းပြန်ဖြစ်သွားတယ်။ဖေတို့မေတို့နဲ့သူ့ကိုတွေ့စီခြင်းနဲ့မိဘတွေကပြန်ပြောတယ်။မောင်တို့တင်ငယ်ချင်းကိုဘလို့ခေါ်ရမယ်ဆိုတာတို့မှစိတ်ကူးရှိတဲ့ကောင်းလေးနှစ်ယောက်ရေသွားခုတော့ထုံးစံအတိုင်းရေထဲကကောင်းကလေးယောက်လာပြန်ရော သူတို့ကပြောရှင်းစွာရေကူးရင်ငုတ်ကစားကြတယ်အစိုးရကချီကာဂိုကိုတူးတူးပြောလိုက်တယ်ငါတို့အစီအစဉ်စသင့်ပြီလေကွာဘာလို့ရမလဲဆိုတာချီကာဂိုသိတယ်သူကအော်ပြီးတော့ကဲနေဘောကတင်မောတီးတွေကိုလက်ညှိုးထုတ်ပြတယ်ဟေးဟိုမှာတီးတီးတွေခလေးသုံးယောက်ဟာရေထဲကနေအော်ဟစ်တက်လာကြပြီးတီးတီးတွေကိုပြောရှင်းစွာစားကြတယ်ကောင်းလေးဟာတီးတီးတွေစားလို့မှမပြီးသေးဘူးလက်လက်တီးတွေကိုလည်းတွေ့လိုက်တာမို့ပြောရှင်းသွားခဲ့တယ် အော်ဟစ်ပြေးလွှားရင်ဝါတိုင်တိုင်ချင်းစီကတိတိတွေကိုစားကြတယ်။တဖြည်းဖြည်းနဲ့သူတို့ဟာထွက်လာလိုက်တာအတူနီတို့ခြေကားဦးတို့အိမ်သားတော်ရောက်လာတယ်။တိတိမဲ့တွေကလည်းစားလို့ကိုမကုန်ဘူးပျော်စရာကြီး။ရေထဲကကောင်းလေးဟာသူ့တငယ်ချင်းညီကိုနှစ်ယောက်အိမ်မှာပဲနေလိုက်တော့တယ်။သူမနာမည်မရှိတာမို့ညီကိုနှစ်ယောက်နဲ့မိဘတွေကစီလာလို့နာမည်ပေးခဲ့ကြတယ်။စီလာကလည်းသူ့နာမည်သူကြိုက်တယ်။ခုဆိုညီကိုသုံးယောက်ဖြစ်သွားပြီလို့မိဘများကပြောကြတယ်။ တရက်မှာတော့သူတို့ရဲ့ဖခင်ကသူတို့အတွက်လေးများလုပ်ပေးတယ်။ဒီကနေ့တော့မဲလိုက်တာကိုမင်းတို့ရဲ့အစာပေးတင်ယူရတော့မဲလို့ဖေးကပြောတယ်။ဖခင်ဟာသူတို့ကိုတောအုပ်ထဲခေါ်သွားပြီးမြပြစ်သင်ပေးတယ်။စီလာဖခင်ကျွမ်းသမီးအခိုင်းအမြကိုတေချာနားထောင်ပြီးလိုက်လုပ်တယ်။အတူအနီနဲ့ခြေကအူတို့ကတော့စကားပဲများနေတယ်။ကစားနေရပဲ။ဘာမှခိုင်းလို့မရဘူး။ဒါကြောင့်သူတို့ဟာပြင်းမကူမထီဘူး။စီလာကတော့မျှရေးမှတိတ်ထူးကြွနာပဲ။ကြိုးစားတာကို ပြင်လင်းမြတ်တိကြားမှာကျင်းလင်းသလိုမျိုးစီလာဟာတောက်ထဲကတစ်ပင်နေကြမှာတဖြည်းဖြည်းကျွမ်းကျင်လာခဲ့တယ်။တားကောင်ကိုမြင်တတ်တယ်လို့ပြည်ရမှာလဲမြန်မာမြန်ပဲမြပြစ်တင်ပေးပြီးတဲ့အခါတိုင်းအမဲပြစ်ထွက်တိုင်းဖခင်ကတားတွေကိုခေါ်သွားတော့တယ်။အဒိုနီနဲ့ချီကာဂိုတို့ဟာတိုးတက်မလာခဲ့ဘူး။စီလာကတော့ပို့ပို့ပြီးထူးချွန်လာခဲ့ပါရဲ့။ဖခင်က စီလာကိုချီးကျူးတိုင်းကောင်းလေးနှစ်ယောက်ဟာမနာလိုကြရကလည်းမချိနဲ့ဖြစ်လာတယ်။ဒါဟာမမြတာဘူးလို့အဒိုနီကညင်းညူတယ်။ ီလိုနဲ့ကောင်းလေးကိုမုတ်ဆိုးကြီးရဲ့တားနှစ်ယောက်ကစကားမပြောကြတော့ဘူး။စကားတိတ်မပြောတတ်တဲ့စီလာဟာသူ့ကိုငါပြစ်လို့များမခေါ်ကြသလဲလို့စူးစားပြီးမင်းရဲ့။မင်းကငါတို့ရဲ့ညီကိုအစ်စ်မဟုတ်ဘူးလို့ချီကဦးကပြောတယ်။ဟုတ်တယ်မင်းကမွေးစားထားတာပဲ။မင်းကရရဆဆအဖေ့ရဲ့အသေးကြော်ဖြစ်ရတယ်လို့စီလာဟာမျက်ရည်ပေါက်ပေါက်ကျလာတယ်။သူဟာအပြင်းလူပါလားလို့ပထမဆုံးအချိန်ခံစားလိုက်ရပဲ။နောက်တည့်ရက်ကျတော့စီလာကပြောတယ် ညီကိုတို့ငါတို့ပင်လယ်ဘက်ကိုထွက်ပြီးကစားကြရအောင်လေအတူနီနဲ့ချီကာဦးတို့လည်းပြောသွားတယ်အမဲလိုက်ထွက်နေရတာနဲ့ပင်လယ်ထဲတော့မစင်းရတာအတော်ကြာပြီပျော်ရှင်သွားတဲ့ကန်းစီကိုထွက်လာခဲ့ကြတယ်သူတို့ဟာကန်းစီကလိုင်းလုံးကြီးတွေတဲကိုဆင်းပြီးရေကူးကြတယ်ရေထဲမှာကစားနေစီလာက ပြောတယ်မင်းတို့ပြောတာမှန်တယ်ကွာငါကမင်းတို့ရဲ့ညီကိုမဟုတ်ပါဘူးမင်းတို့အိမ်ပြန်ပြီးမိသားစုနဲ့နေကြငါလည်းငါအတွက်မိသားစုရှာမဲလို့ပြောတယ် အဒိုနီနဲ့ဂျီဂါဟူဟာသူတို့ပြောခဲ့မိတာတွေအတွက်နောင်တရကြတယ်။မသွားပါနဲ့ကွာ။ငါတို့ကတကယ်ပြောတာမဟုတ်ပါဘူး။မှပြောမိတာပါ။မင်းကငါတို့နဲ့တော်တယ်လေ။ကျေးဇူးပြုပြီးငါတို့နဲ့နေပါ။ငါတို့ကမင်းကိုချစ်ပါတယ်။ဒီလိုလဲပြောကြတယ်။ဂျီဂါဟူဟာအင်ကိုပြန်ပြေးပြီးအကောင်းဆုံးဆိုတဲ့တတိတွေယူလာတယ်။ကန်းကြီးကိုပြန်ရောက်တဲ့အခါတတိတွေပွေပြီးစီလာကိုစားဖို့ပြီးတဲ့။စီလာရဲ့ခြေထောက်တွေဟာ ငါးရကောင်ရဲ့အမိတွေလိုရဲရဲတောင်းနေဖြစ်သွားခဲ့ပြီငါတို့ဝမ်းနေပါတယ်စီလာတို့အိမ်မှာပဲနေပါအတူနီနဲ့ချီကာဦးကဝမ်းနေဆိုပြောလိုက်တယ်ဒါပေမဲ့စီလာရဲ့ကိုလုံးတော့ဟာငါဖြစ်သွားပါပြီမင်းကငါတို့အနိုင်မကျင့်တော့ပါဘူးလို့ကောင်းလေးတွေကပြောကြတယ်စီလာရဲ့တကူလုံးဟာဘာရာဂူတာငါးရကောင် ဖြစ်သွားခဲ့ပါပြီဘာရာဂူတာငါးဟာညီအကိုများကိုတစ်ချက်လှည့်ကြည့်ပြီးပင်လယ်မြတ်တွေကြား သူ့ဝင်ကူးခတ်သွားခဲ့တယ်။ငွေရောင်မာရာဂူတာငါးနောက်ကိုလက်ကြည့်ပေးမယ်။မတွေ့ရတော့ဘူးတဲ့။